အဲ့နေရာပြတဲ့ကိစ္စကလည်းအဲ့လူကသူ့ဘာသာသူဟိုအနောက်မှာကျွန်တော်စောင့်နေသူထားတာဒီကျွန်တော်ဘေးပေါက်ကဆက်တည်းရဲ့ဘေးနားနေပြီးသူကတိုးဝင်လာတော့အဲ့လိုဝင်လာပြီးတော့အဖေါ်တက်ပြီးအဲ့လိုလောသွားပြတယ်တော့ရင်ထဲမှာတော့နည်းနည်းအောင်းနီးအောင်းတက်တော့ဖြစ်တယ်ကိုယ်ရီဖြစ်နေတဲ့ခန္ဓာကြောင့်နားမလဲပဲနဲ့ဟို line မောင်ကနေမြင်ပြီး line မောင်ကနေတွေ့ပြီးတော့ဟိုပြောရင်ကိုတမင်းကိုစားပြီးတော့မသိရင်တော့မပြောတာအကောင်းဆုံးပါပဲပြောမသိတတ်ဘူးအဲ့လိုအဆောင်မျိုးတက်လာတယ် တန်လာတောင်းမှန်လားမတောင်းမှန်လားမသိဘူးကျွန်တော်လက်သေးကြတော့ဒါပေမဲ့ကျွန်တော်သိရသလောက်ကတော့မူးလာတယ်ပြီးတော့ဘုန်းကြီးလူတော်လို့ပြောတယ် surprise ကတော့အဲတနည်းရတဲ့ပဲတနည်း surprise အဲကျွန်တော်ဟိုအဲဂျပန်အကောင်မလေးလေးပဲကျွန်တော်အဲဆွဲကြိုးလေးနဲ့ဘယ်လိုပန်းစည်းလေးနဲ့အဲ surprise လာလို့ပါတယ်မနေ့ကကြတော့ မနေ့ကကြတော့အဲ့တွန်လေးကညီမလေးတယောက်ကအဲမနေ့သူကဒီနေ့မအားလို့ပေါ့နော်ပြပတဲ့အနေနဲ့မနေ့ကိတ်ခွဲပေးသွားတယ်ပေါ့အဲပြီးတော့နောက်တစ်ခုကညနေလောက်ကျတော့ကျွန်တော်နဲ့မွေးရမွေးရကောမွေးလာတူလို့ဆိုပြကမလေးတယောက်နေပြအာကိုကြီးတဲ့ကိတ်မို့တူတူခွဲခြင်းလို့ပါဆိုပြညဘက်ကကိုပြိုးလို့နဲ့အတူတူခွဲပြလိုက်သေးတယ်25နှစ်ပြည့်ကျောင်းလဲမှုနေနေရတော့တခြားပြောင်းလဲမှုတော့မရှိပါဘူးကျွန်တော် ဟိုလိုအပ်ချက်တွေပဲရှိတာပဲကျွန်တော်တော့ကတော့ကျွန်တော်ကလိုအပ်ချက်ပဲလိုအပ်ချက်လိုပဲမြင်ပါတယ်ပြည်သက်တွေကတော့သူတို့မျက်စိထဲမှာကိုယ်သဘောကျလို့ချစ်လို့သူတို့မျက်စိမှာတမျိုးလေးဖြစ်နေလို့ပြီးတော့ကွန်စဘူးရဲ့ဘေးနားမှာအမြဲတွေ့နေလို့မြင်ပါများပြီးသဘောကျသွားပါအဲ့လိုကြောင့်ဟိုဘယ်လိုပြောပြမလဲလိုအပ်လားဆိုတော့ကျွန်တော်တို့ကလိုအပ်ချက်တွေများရှိပြီးပါတယ်ကောင်းရချောလို့ကောင်မလေးရတရားချမ်းအဲ့လိုကြောင့်လည်းမဟုတ်ပါဘူးပေါ့ အခုဘေးနားမှာအခုနေ့ရှစ်ကြိုင်နဲ့သဘောကျသဘောကျမိပါအင်းမနေ့ကဖုန်းဆက်တော့အခုလာခဲ့မယ်လို့ပြောတယ်ဒါပေမဲ့ဟိုဘောအခုဒီနေ့အလုပ်ကိစ္စလေးလည်းရှိတယ်တကယ်တော့ပြန်ကြရတာတော့အလုပ်ကိစ္စလေးရှိတယ်ပြီးတော့မနေ့ပြန်ကြကျွန်တော်ကလက်ပတ်တာပွဲခရီးသွားရမှာလေအဲသူကဟိုဇက်တစ်ခုလုံးရဲ့ခေါင်းဆောင်လည်းဖြစ်တယ်ဆိုတော့အများကြီးဦးစီးဦးဆောင်လောက်ရဆိုတော့နားလည်ပါဘူးဟိုလေးလေးကြီးနဲ့လည်းတွားတွေ့မယ်လို့တော့သိရအားကြောင့်မလာဘူး ဟင်အားမရသေးဘူးအားမရသေးဘူးအကွာလာခဲ့မယ်လို့ပဲပြောတာအကွာမွေးလဲတာမပြရသေးဘူးဖုန်းဆက်ပြီးတော့လန်တောင်းအောင်ဟုတ်ပါမယ်ဘာလို့ကျင်တာလဲသိနေဟင်အကူပေးရမှာများကျွန်တော်ကျင်နေပါတယ်ဘာလဲလို့မဟုတ်ပါဘူးအကွာအကွာတော့အများနဲ့တော့မဟုတ်ဘူးပဲပြပြတယ်ဟင်သူ့စီသွားပြီဆိုအကိုအိမ်မရှိဘူးဝတ်ဆောင်မရှိဘူးအဲသူအိမ်နေထုတ်ပြရအဲ့လိုမျိုးဒီနေ့မှာဒီနေ့ဟိုလာဖေဖော်ဝါရီလမှာစပြီးတော့ရွှေပြည့်တော့ ဟွန်းဒုနုံဘောက်ပေါက်ကဟိုမှာတဲ့ကျွန်တော်စပြောပါပြောပါလဲလေဝေလေဝေမှာအလောင်းမသေးနေပြီးတော့လေဝေမှာအလောင်းမသေးဒါပေမဲ့နေပြီးတော့မှအာပြီးတော့ကျွန်တော်မကွေးမကွေးမှာကြမှာထဲထဲဝင်ဝင်လူတိများပါအဲ့လိုအဲ့လိုအငွေမှုကြရတယ်နေချင်းညာချင်းကြရချင်းချင်းကြတော့နည်းနည်းတော့ surprise လို့ဖြစ်သွားပြီဟွန်း surprise ဖြစ်တာထက် surprise လည်းဖြစ်တယ်ဒါပေမဲ့ဟိုနေချင်းညချင်းအောင်မြင်ပြီးတော့ဘယ်လိုပြောကျွန်တော်တို့ကြောင့်တစ်စင်ချင်းတလန်းရတာမဟုတ်ဘူး social အကြောင်းသာလေးဘုံသူချချင်းထိုးတက်သွားဖြစ်တဲ့အတွက်အကြမနာချင်းအဲ့လိုအကြမနာဖို့အတွက်လည်းကိုကအများကြီးလေ့လာနေပါတယ်အဲ့အဲ့တောင်လည်းမခံညုံအဲ့ပြန်ကြောက်ရမယ်တောင်လည်းကြောက်တယ်ဖြစ်တဲ့အတွက်ဒီချိန်မှာအများကြီးနေထိုင်စဉ်းနေနေပါတယ်ပြီးတော့ ိုလောက်အောင်လုပ်တယ်အဓိကခေါင်းထဲမှာထည့်ပြီးတော့ဦးစားပေးပါအဲ့နေရာပြတဲ့ကိစ္စကလည်းဟိုအဲ့လူကသူ့ဘာသာသူဟိုအနောက်မှာကျွန်တော်စောင့်နေသူထားတာဒီကျွန်တော်ဘေးပေါက်ကစက်တရေဘေးနားနေပြီးသူကတိုးဝင်လာတော့အဲ့လိုဝင်လာပြီးတော့ဖော်တက်ပြီးအဲ့လိုလောက်သွားပြတယ်သူက ဟိုဘယ်လိုပြောရမလဲရင်ထဲမှာတော့နည်းနည်းအောင်းနီးအောက်တော့ဖြစ်တယ်ဟိုကိုယ်ရည်ဖြစ်နေခန္ဓာကြောင့်နားမလဲပဲနဲ့ဟိုလိုင်းမောင်ကနေမြင်ပြီးလိုင်းမောင်ကနေတွေ့ပြီးတော့ဟိုပြောရင်ကိုတမင်းကိုစားပြီးတော့မသိရင်တော့မပြောတာအကောင်းဆုံးပါပဲတယောက်တည်းယုံနေရပဲကိုကသူကတယောက်တည်းအုပ်ချုပ်ပြီးတယောက်တည်းတွန်းပြီးစူးစမ်းနေရသူပြတ်တော့အားမပေးတဲ့ပြေသူကဖိချလို့ဖြစ်နေဖိဖြစ်နေလို့ပေါ့နော်အဲ့လိုမဖြစ်စေချင်ဘူး ူစိတ်တက်ကြဝိုင်းသူတယောက်တည်းကြမှာမဟုတ်ကျွန်တော်နောက်မှာပါတယ်တစ်ဖွဲ့သားလုံးကသွားပြီသူတယောက်အစဉ်ပြင်ကျွန်တော်အားလုံးအစဉ်ပြင်ဒါပေမဲ့သူတို့ကျွန်တော်တို့မှန်တယ်ဗျကျွန်တော်တို့သူတို့မိနေရပုံစုကိုမိနေရဖြစ်တော့ကုန်းစုကပြိုလဲသွားရင်ကျွန်တော်မိလို့မရဘူးဆိုတော့အဓိကကုန်းစုကလည်းသူ့ကိုယ်သူအဲ့လိုဖြစ်အောင်လဲ strong ဖြစ်အောင်ကြိုးစားတယ်အဲ့ဒါကြောင့်မလဲအခုသူတီးခံလိုက်တဲ့အရာတစ်ခုပေါ့တီးခံလိုက်တဲ့အရာတစ်ခုကကျွန်တော်တို့တဆင့်ပေါ့ ရောက်သွားသလိုဟိုအားလုံးမြင်မှာတော့ရောက်သွားသလိုထင်ရပါတယ်။ဒါကြောင့်လဲဆိုတော့တိကျနေအောင်နိုင်မယ်လေ။အဲ့ဒီကတင်လာပြီးတော့ဒီအဖွဲ့တော့တောင်းပန်လာနေမှာရှိသေးလား။ရှိလားမရှိတော့ကျွန်တော်မသိဘူး။ဒါပေမဲ့မသိဘူး။မသိဘူး။ဒါမသိတက်ပြီးအဲ့လိုဆောင်ပြီးတော့တက်လာ။ဆိုတော့ဟိုပြီးတော့နောက်တစ်ခုကတန်လာတောင်းမှန်လားမတောင်းမှန်လားမသိဘူးကျွန်တော်လည်းသိကြတော့ဒါပေမဲ့ကျွန်တော်သိရတဲ့လောက်ကတော့မူးလာတယ်ပြီးတော့ဘုန်းကြီးလူတော်လူတော်ပြောတယ်။နေရတော့မကြဘူးစိတ်တော့နေတူတယ် ဟုတ်လို့ဆိုကိုချင့်တဲ့နုပ္ပနာနေရှင်းလုံးလည်းဒီလိုလုံးနဲ့လုံးလုံးလုံးနေတာဟုတ်အတမိုးအောင်ပြုနေဖြစ်တော့ကိုချင့်တဲ့နုပ္ပနာကိုချင့်တဲ့တပင်တင်ဆက်နေတဲ့အချိန်မှာအပေါ်ကနေပေါ့အပေါ်တိတက်ပြီးအလိုလိုကဖြစ်ပြီးရတော့စိတ်ထဲမှာနေဆိုစိတ်တူပါတယ်အများနဲ့အနားနာအနားမှာရှိပေးခြင်းရှိပေးမှာပေါ့အဲတစ်တလုံးလှုပ်တွဲလို့မလားဆိုတော့အခုရန်စပိုရင်ပေးခြင်းပါဆိုတော့ချင်းနေချင်းကအရာ ဘာဖြစ်မလားမှန်းသူမသိတဲ့အရာတစ်ခုမှစကားခွန်လဲလဲမပြောချင်တဲ့အတွက်ကိုကအမြင်နဲ့တော့အခုဘေးနားမှာရှိနေပါမယ်အတက်နိုင်ဆုံးအခုစပို့ဖြစ်အောင်နေပေးပါမယ်